မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင့်ကမ္ဘာမြေပုံပေါ်မှာလဲပတ်နေတဲ့အင်အားကြီးမုန်တိုင်းတွေကိုတင်ပြဖူးမှာပါ ဟာရီကိန်းလာတိုင်ဖွန်းလာဆိုင်ကလုန်းလာစသဖြင့်ဒီအမီတွေက ကွဲပြားပေမဲ့ဤတို့ဟာတကယ်တမ်းမှာတခုတည်းသောဖြစ်စဉ်ကိုရည်ညွှန်းနေတာလားဒီဗီဒီယိုမှာမုန်တိုင်းကြီး၃မျိုးရဲ့အဓိကကွာခြားချက်ကိုပုံဖော်ပြသွားမှာပါရှင့်အဓိကတူညီချက် အမှန်တကယ်တော့ဒီမုန်တိုင်းကြီး၃မျိုးလုံးဟာ tropical cyclone လို့ခေါ်တဲ့အပူပိုင်းမုန်တိုင်းကြီးများပဲဖြစ်ပါတယ်။အင်းတို့အားလုံးဟာ အနည်းဆုံးတနားရီ84မိုင်အထက်ရှိတဲ့လေတိုက်နှုန်းနဲ့လေပတ်ကြပြီးပူနွေးတဲ့သမုဒ္ဒရာရေပြင်ပေါ်မှာစွန့်ရင်ရယူပြီးဖွဲ့စည်းကြပါတယ်။ကွာခြားချက် တီနီယာသူတို့ရဲ့တခုရဲသောကွာခြားချက်ကတော့ဘယ်နေရာမှာဖြစ်ပေါ်သလဲဆိုတဲ့တီနီယာပဲဖြစ်ပါတယ်။ကမ္ဘာဒေသအလိုက်ခေါ်ဝေါ်တဲ့အမည်တွေကိုကြည့်ရအောင်။ Hurricane မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၊ကာရေဘီယံပင်လယ်နဲ့အရှေ့မြောက်ပစိဖိတ်သမုဒ္ဒရာတွေမှာဖြစ်ပေါ်ရင် ဟာရီကိန်းလို့ခေါ်ပါတဲ့အများအားဖြင့်အမေရိကန်ပြည်ထောင်စု ကနေဒါနဲ့ကာရေဘီယံကျွန်းများစီဥတီတက်ပါတဲ့တိုင်ဖွန်းအင်အားအကြီးဆုံးသော မုန်တိုင်းများဖြစ်တတ်တဲ့ဒီမုန်တိုင်းတွေကိုတော့အနောက်မြောက်ပစိဖိတ်သမုဒ္ဒရာ အာရှဒေသမှာတွေ့ရပါတယ်။ ဖိလစ်ပိုင်ဂျပန်နဲ့တရုတ်တို့လိုနိုင်ငံတွေဟာတိုင်ဖွန်းမုန်တိုင်းနဲ့နှစ်စဉ်ရင်ဆိုင်ရလေးရှိပါတယ်။ဆိုင်ကလုံအိန္ဒိယသမုတ်တရာမင်္ဂလာပင်လယ်အော်အာရေဗျပင်လယ်နဲ့တောင်ပစိဖိတ်ဒေသတွေမှာဖြစ်ပေါ်ရင်တော့ဆိုင်ကလုံလို့ခေါ်ပါတယ်။မြန်မာနိုင်ငံအိန္ဒိယဘင်္ဂလားဒေ့ရှ်ဩစတြေးလျတို့ပါဝင်ပါတယ်။အစင်းတက်မှတ်ပုံကွာခြားချက်ဒေသအလိုက်အမည်ခေါ်ပုံကွာသလိုမုန်တိုင်းရင်အားအစင်းတက်မှတ်ပုံလည်းကွာပါတယ်။ ဟာရီကိန်းကို Saffir-Simpson scale category တမ5နဲ့သတ်မှတ်ပြီးတိုင်ဖွန်းကိုတော့ super typhoon စသဖြင့်ဒေသအလိုက်အဆင့်ကွဲပါတယ်။ဆိုင်ကလုံးကိုလည်းဖြည့်ဆွမ်းအပြင်ဆိုင်ကလုံးစသဖြင့်ခေါ်ဝေါ်ကြပါတယ်။အရေးကြီးဆုံးအချက်များဒီမုန်တိုင်းတွေကနေပြင်းထန်တာအပြင် ရေဘေးကပိုကျောက်စရာကောင်းပါတယ်။ဒီရေလိုင်းမြင့်တက်ခြင်းနဲ့အဆက်မပြတ်မိုးရွာသွန်းမှုတွေဟာမြေကြီးခြင်းနဲ့ရေကြီးရေလျှံမှုတွေကိုဖြစ်စေပါတယ်။ မုံတိုင်းရဲ့မျက်လုံးဟာတည်ငြိမ်တဲ့ပဟုဖြစ်ပြီးရင်းကိုဝန်းရံထားတဲ့အိုင်းဝေါ်မှာတော့လေးတိုင်နှုံအပြင်းထန်ဆုံးပဲဖြစ်ပါတယ်။